မင်္ဂလာပါရှင်။အော်တိုဘားလ73ရဲ့တနင်္လာနေ့ရက်ထရူးကြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးတင်ဆက်ပေးမှာကတော့မန္တလေးတွင်ဆက်ရက်အတွင်းမီးလောင်မှု၄ကြိမ်ဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့တွင်ယခုအော်တိုဘားလ7ရက်အတွင်းမီးလောင်မှု၄ကြိမ်ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်များအရသိရပါတယ်။အော်တိုဘား6ရက်မှအော်တိုဘား7ရက်ထိ ပြည်ကြီးတစ်ခုမြို့နယ်ချမ်းမြသာစီမြို့နယ်နဲ့မဟာအောင်မြေမြို့နယ်တို့တွင်မိလာမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။တရင်ချုပ်ကာလအတွင်းမိဘုံပြန်ပြတ်ကျ၍ပြည်ကြီးတစ်ခုမြို့နယ်တွင်နေအိမ်မိလာမှုဖြစ်စဉ်နှစ်ကြိမ်ပါဝင်ကြောင်းသိရပါသည်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့သတင်းချုပ်ကာလပီးပြည်တွင်း73စီဇေနုံကြဆင်းလာတဲ့သတင်းဖြစ်ပါတယ်။သတင်းချုပ်ကာလပီးတွင်ပြည်တွင်း73စီဇေနုံများကြဆင်းလာကြောင်းသိရပါတယ်။သတင်းချုပ်ပိတ်ရမတိုင်းမီ73စီဇေနုံမှာ92တလီတာ2830ကျက် 95ဒီလီတာ2895ကျက်ဒီဇယ်ဒီလီတာ2545ကျက်ပရီမီယံဒီဇယ်ဒီလီတာ3115ကျက်ဖြစ်ပြီးအခုဘက်အတွက်73ဒီဈေးနှုန်းများမှာ92ဒီလီတာ2930ကျက်95ဒီလီတာ2800ကျက်ဒီဇယ်ဒီလီတာ2905ကျက်ပရီမီယံဒီဇယ်ဒီလီတာ3050ကျက်ဖြစ်ကြောင်းသိရပါတယ်။ ဗဟုပိုင်အနေဖြင့်နိုင်ငံခြားငွေကြေးစည်းကွက်တွင်73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်30ရောင်းချပေးမှဖြစ်ကြောင်းလည်းအော်တိုဘားလ10ရက်ကအတိပေးထားရလို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တောင်ကြီးမှာမိုးများပြီးအိမ်တလုံးပြိုကျတဲ့သတင်းဖြစ်ပါတယ်။တောင်ကြီးမြို့မှာအော်တိုဘား12ရက်ကမိုးသီးထန်စွာရွာသွန်းပြီးနောက်နေအိမ်တလုံးပြိုကျကြောင်းသိရပါတယ်။အော်တိုဘား12ရက်နေ့ညနေ4နာရီခန့်ကမိုးသီးထန်စွာရွာသွန်းပြီးနောက်ညောင်ပြူစကန်းရက်ွက်မြေပြူရက်ွက် နေမြေခွနစ်အောင်မင်္ဂလာဖုန်ကြီးကြောင့်ဤနေအိမ်တစ်လုံးမှာရေတိုက်စားမှုကြောင့်အောက်ခံမြေသားပျော်ပြီးအိမ်လုံးလိုက်ပြိုကျခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါဗါတောင်ကြီးမြို့ပါဝင်ရှမ်းပြည်နယ်တောင်ပိုင်းတွင်2024ခုနှစ်ကအပြင်းထန်ဆုံးရေကြီးမှုဖြစ်ပေါ်ပြီးနောက်အောက်ခံကြောင်မြေမဟုတ်တဲ့တောင်ဆောင်မြေ၊ကံပါမြေ၊ဖို့မြေများတစ်ပင်ကြီးမရှိတဲ့မြေများပြိုကျမှုတွေမကြာခဏတွေ့ကြုံနေရတယ်လို့လည်းသိရပါဗါရှင်နောက်ထပ်တင်ဆက်ပေးမှာကတော့ ေပြည်တော်ရန်ကုန်ပါဝင် တိုင်းနေပြည်နယ်များတွင်လေပြင်းတိုက်ပြီးမိုးထစ်ချုံနိုင်တဲ့တွင်ဖြစ်ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာမိုးတိမ်ဖြစ်တော်မူကြောင်းလေပြင်းတိုက်ပြီးမိုးထစ်ကျုံနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညချောင်းမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေနဲ့နေပြည်တော်ရန်ကုန်၊ပဲခူး၊စကိုင်းထက်ပိုင်း၊အေရီ၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်၊ကရင်၊ကယား၊မွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်အောင်ဖြစ်ထွန်းမှုအားကောင်းနေတယ်လို့ဆိုပါတယ်။ အဲ့ဒီမိုးကြိမ်တောင်တွေရွေရှားတဲ့နေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူဒေပြင်းတက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာပြည့်စည်လက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုကြဖို့ထုတ်ပြန်ထားရလို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ Great Dwell တင်ယွညွန်းနံမှာဥရိပါတာရဲ့ထဲသွင်းပူချနိုင်ဖို့ပထမဦးစားပေးလုပ်ငန်းအစီအစဉ်များစတင်ဆောင်ရွက်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ တတိယမြောက်မဟာဗျူဟာစီမံကိန်းအရာအသစ်ဆောင်ရွက်ရမယ့်လုပ်ငန်းများအဖြစ်ဥပဒေအသိပညာဆိုင်ရာဒီပလိုမာဘွဲ့သင်တန်းဖွင့်လှစ်ခြင်းတက္ကသိုလ်ကျောင်းသားများနှင့်ရှေ့နေရှေ့ရများအတွက်ဥပဒေပညာရပ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း grade 12သင်ယူညွန်းနှံတွင်ဥပဒေဘာသာရပ်ထည့်သွင်းပို့ချနိုင်ရန် TOD သင်တန်းများဆောင်ရွက်ခြင်း e-library တည်ဆောက်ခြင်းစတဲ့ပထမဦးစားပေးလုပ်ငန်းအစီအစဉ်များကိုစတင်ဆောင်ရွက်နေပြီလို့ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ပြည်အောင်စုရှိနေချုပ်ဒေါက်တာတီရာဦးက အောက်တိုဘာ17ရက်နေ့နောက်ပိုင်းကတိုင်းဒေသကြီးပြည်내ဥပဒေချုပ်များတိုင်းဒေသကြီးပြည်내ဥပဒေအရာရှိများနဲ့ဥပဒေရှိရာဝင်ကြီးဌာနမြင်းကြီးတက်အစည်းအဝေးခန့်မှမှတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဝင်ကြီးဌာနအနေဖြင့်2025ခုနှစ်မှ2029ခုနှစ်ထိအကောင့်ထည့်ဖို့ဆောင်ရွက်မဲ့တတိယမြောက်မဟာဗျူဟာစီမံကိန်းကိုပြည်သူ့အတွက်တည်ဆောက်လျက်ဥပဒေရုံးကြီးချက်ဟုတဲ့စာမုံချမှတ်ခဲ့ပြီး ပန်းနိုင်ငါရဲ့ဖြစ်ဆောင်ရွက်လျက်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်၍လည်းပါတီစုံအထူးတီရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမှာဖြစ်တဲ့အတွက်ဥပဒေရုံးအစဉ်အဆက်မှာရှိတဲ့ဥပဒေအရာရှိများအနေဖြင့်အသည့်ပြင်ဆင်ပြထမ်းခဲ့တဲ့လွှတ်တော်သုံးရက်ဆိုင်ရာရွေးကောက်ပွဲဥပဒေများကိုကျင်းညက်စွာလည်လာထားရန်လိုအပ်ကြောင်းနဲ့ဥပဒေရုံးအစဉ်အဆက်ရှိဥပဒေအရာရှိများအနေဖြင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဖြင့်ဥပဒေအကြံပြုချက်တောင်းခံတဲ့အမှုများကိုဥပဒေအကြံပြုပြန်ကြားရရင်သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များကို ပြည့်စုံစွာကူကာ၍အကြံပြုပြောကြားရန်လိုအပ်ကြောင်းဖြင့်လည်းပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။